ားမဲမင်္ဂလာပါရှင်ခုတစ်ခေါက်ဖတ်ပြပေးခြင်းတဲ့စာလေးကတော့ဆရာဟမ်ဆိုင်စီမန်ရဲ့တတိယလူနှင့်မဂ္ဂဇင်းဝိထုတို့များဆိုတဲ့စာအုပ်လေးတွေကဒီပုတ်ထဲကပဲစီလေးတွေဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ဒီပုတ်ထဲကပဲစီလေးတွေကျောင်းပေးရမို့နာအေးပါအေးနေရမလားအောင်းမိတယ်ဧကန်ထဲမှာအဖေနဲ့အတူ မနှက်စာစားနေတော့ကိုလက်မိန်းမက အငယ်မကိုခြီးပြီးငိုကြီးချက်မနဲ့အိမ်ရောက်လာတယ် စောစောစီစီကြက်တီကို တုံးတယ်။စားနေတဲ့ကြက်ဥထမင်းကျော်ရတာကိုဘဲပြောက်သွားမှန်းမသိဘူး။အိုးခွဲအိမ်ခွဲဖြစ်နေတာကို အခုထိမဟုတ်ဆိုးဖို့အဖေစီ လာလာပြီးဒုက္ခပေးကြတုံး။အဖေကအပြုံးမပြတ်ပင်မဲ့ကြားထဲကမနေတတ်မထိုင်တတ်တဲ့ကြုံမာတာအလကားနေရင်အာကုသူဖြစ်ရတယ်။အဖေသားကိုတမီလုံးဝမပေါင်းနိုင်တော့ဘူး။ဟွန်းဟွန်းအခုလူကြီးအိမ်မှာသွားကွာမလို့အဖေကိုလာပြောတာ အဖေကသူ့မြေအငယ်မကိုပွေ့ချီပြီးသူ့ချွေးမဆက်ပြောလာမယ့်စကားကိုနားဆွင့်နေတယ်။ကိုလက်ကမူးလာတိုင်းသမီးကိုပြဿနာရှာပြီးရိုက်တယ်။ကိုလက်ဆိုတာကျုပ်အထက်ကအကို ကိုလက်အထက်မှာကိုကြီးနဲ့မမကြီးရှိသေးတယ်။သူတို့နှစ်ယောက်စလုံးကလည်းအိမ်ထောင်တဲ့အိုးခွဲအိမ်ခွဲတွေကိုလက်ကဆယ်တန်းသုံးခါကြဒီရွာသူနဲ့ပဲအိမ်ထောင်ပြန်ကြတာ။ကိုလက်မူးလာတိုင်းရွာထဲကလူတကာကိုလှည့်ပတ်ပြီးရန်ရှာတတ်တယ်။ ရံဖြစ်เสียလူမရှိရင်မှန်တဲ့ကသူ့ပုံကိုရံပြန်ရှာပြီးမှန်ခွဲတတ်တဲ့လူစားမျိုး ကိုလက်ကအရမတော့ရင်သူ့မိမကိုတဲတဲလှုပ်ချစ်ပြပေမဲ့မူးလာရင်ကြီးကြပြီးရိုက်တတ်တယ်တမီးရဲ့ကလေးနှစ်ယောက်တောင်ရမှာတော့ကွဲဖို့ကွာဖို့တွေမပြောပါနဲ့တော့အဖေသားဆိုတာကိုအဖေသိပါတယ်ဒါပေမဲ့တမီးရဲ့ကလေးတွေမျက်နာထောက်ပါအောင် အဖေကဧကန်ထဲမှာထိုင်ငိုနေတဲ့သူ့ချွေးမကိုလေအီးအီးလေးနဲ့ဆုံးမစကားတွေပြောနေပြီကျုပ်လေပြစ်ထားလိုက်အဖေလို့អော်ပြစ်ချင်တယ်ဘဲနဲ့ဗျာတလကိုဆယ်កាលောက်အိမ်မှာလာငိုပြီးကွဲမယ်ကွာမယ်ပြောနေကြဗျနောက်ပြီးဘာမှကွဲတာမဟုတ်ဘူးခဏနေရင်ကိုလက်လိုက်လာမယ်အဖေဆုံးမစကားတွေကိုလင်မယားနှစ်ယောက်ကောင်းတငိမ့်ငိမ့်နဲ့နားထောင်ကြပြီးသူတို့မိသားစုရဲ့အတော်မတတ်နိုင်တဲ့ပြဿနာတွေအဖေကိုပြောပြကြမယ် ကိုလက်ကဘသူစီကအကျွေးယူထားတာလဲဆိုင်ဖို့ငွေမရှိတာအဝတ်အစားသစ်ဝယ်မပေးလို့အငယ်မငိုနေတာ။အိုးဗျာစုံနေတာပဲ။အိမ်ကများသူတို့ပြန်သွားရင်သွားကြည့်စရာမလိုဘူး။အဖေတစ်တာတည်းကငွေအထက်လိုက်ပါသွားမှအသေးချာပဲ။ဒီအရေးတွေမတောက်ပါနဲ့ကျမ်းမာရေးထိခိုက်တဲ့အပြင်စီးပွားရေးပါကြတယ်လို့အဖေသားကိုတမိပြောနေကြ။အခုလဲစပားဆိုင်စရာဈေးမရှိလို့အဖေမြေးနှစ်ယောက်ဆွဲကြိုးလေးတွေသွားပေါင်ထားတာ။အဲ့ဒီငွေတွေကိုအဖေသားက အရက်ကျွေးဆက်ပစ်တယ်လေသမီးကသူ့ပြောလို့တဲ့သမီးကိုရိုက်လွတ်တယ်ဘာတဲ့အဖေမင်းနှစ်ယောက်ဆွဲကြိုးတယ်လားအဲ့ဒီဆွဲကြိုးနှကုံးရာဇဝင်ကို ပြောပြရအောင်မယ်သူတို့သမီးအဲပြောရရင်ကျုပ်တူမအငယ်မနှစ်နှစ်ပြည့်မွေးနေတုန်းကသူတို့မိသားစုမဟင်ငါကြိုင်လေးဆွဲပြီးအဖေကိုလာကြတော့ကြတယ်ကိုလက်နဲ့သူ့မိန်းမအပြင်လေးနှစ်အရွယ်နဲ့နှစ်နှစ်အရွယ်မြေးမနှစ်ယောက်ကပါဖင်ထောင်နေအောင် ကုန်းကြတော့ ဖေမျက်နာကြီးများတကြားအိုးပေါ်ပြားရည်ပလင်မှောက်ထားတဲ့အတိုင်းပဲအဖေကငါမေးတွေကလိမ့်ပါတယ်ဟေးဖိုးဖိုးကြီးဘာဝယ်ပေးရမလဲလို့မေးတော့ရွှေဆွဲကြိုးဝယ်ပေးတဲ့ကလေးနှစ်ယောက်ပါဇက်ကထွက်လာတဲ့အတန်များဂျိုင်းတူကိုဖြစ်လို့သူတို့လေးတွေအရွယ်ကရွှေဆွဲကြိုးထက်မုံပဲတီစာကိုပုံမှတ်တဲ့အရွယ်မဟုတ်ဘူးလားအဲ့ဒီစကားတွေကကိုလက်မိမ့်မတင်ထားတာနေမှာပေါ့ဟေးမိတီနင်းအဖေကိုဘာတွေလာပြီးဂုံးချောနေရလဲဟော ကြောရင်နဲ့အမှုသမားကိုလည်းလိုက်လာပြီးထုံးစံအတိုင်းအဖေကဆူတော့လက်အုပ်ချီပြီးသားကတောက်ချင်လို့မဟုတ်ပါဘူးအဖေရစိတ်ညစ်လို့ပါမိုးစွားတော့ကပိုးကြပြီးထွက်နှုံနေတော့ယူထားတဲ့မြေဩဇာဖိုးတွေမပေးရသေးတဲ့အပြင်အခု စောင်းစွားဆိုင်ဖို့ဇိိတ်ကလိုနေပြန်နေဒီကြားတဲ့အဖေမြေနှစ်ယောက်ကဖျားလို့ကြောက်စဲကအထူးကုစီပြေးရသေးတယ်။ဒါဒုက္ခရောက်ပြီးစိတ်ညစ်တိုင်းအဖေကိုတိတ်တရိရတာပဲ။ဒါပေမဲ့အဖေကိုလည်းအပူမကက်ချင်ဘူး။ သားတို့မိသားစုကြောင့်အဖေစိတ်ဆင်းရဲရမှာစိုးတယ်။ကဲတွေ့တယ်မို့လား။သူတို့မိသားစုပြဿနာတွေပြောနေတာများတနာတတ်တဲ့လူဆိုရင်မျက်ရည်တောက်တောက်ကြာရကြီးရဲ့။ကျုပ်ကတော့မတနာတဲ့ပြင်ဒေါသတွေတလိမ့်လိမ့်ထွက်လာတယ်။သူတို့လင်မယားဇက်စုံနှောနေတာနားမထောင်ခြင်းလို့အခန်းထဲကအထကိုလက်ကကျုပ်လက်ကိုဆွဲပြီးဟေ့ညီလေးမင်းကဘယ်သွားမလို့လဲ။ကိုလက်နဲ့စကားပြောပါအောင်ကွ။ညီလေးရွာတောင်ပိုင်းကဖိုးတုတ်တို့အိမ်သွားမလို့။ဘာလဲ။မင်းကကိုလက်လာမှထသွားတာ။ ပညာမတတ်တဲ့အကူမို့လူရမသွင်းတာလားအေးပေါ့ကွာကိုကြီးလိုဆရာဝန်မဟုတ်တော့မင်းကဘဲချစ်မလဲကိုလက်ဝမ်းနေတယ်ကွာကိုလက်မျက်ဝန်းတွေကမျက်ရည်စားတွေနဲ့ရီဝေရီဝေဖြစ်လို့မူးနေလို့လားတကယ်ဝမ်းနေနေရလားကြုတ်တောင်ဝေခွဲမရဖြစ်သွားတယ်ကိုလက်ကိုအဲ့ဒါတွေကြည့်မရတာတခုခုဆိုကြုတ်တို့မောင်နှမ၃ယောက်ကသူ့ကိုပညာမတတ်လို့ဝိုင်းမီးနှိမ်နေထင်းနေတာကိုကြီးကဆရာဝန်အမကမူလာတန်းကြောက်ဆရာမကြုတ်ကကြောက်ဆယ် တောမတက်ကတူမှာဓာတုဗေဒတတိယနှစ်ចောင်းသာကိုလက်ကတော့ဆယ်တန်းနဲ့ဂိတ်ဆုံးကျုပ်ကိုလက်ကိုတခုခုပြောမလို့အာယူနေတော့အဖေကတားငယ်ရွာထဲမသွားခင်အဖေတစ်တာတဲကငွေလေးသိန်းရေးပြီးယူခဲ့哦ကြည့်အောင်လေကျုပ်ပြောတာမလွန်မှုမို့လားသူ့သားနဲ့ချွေးမရဲ့ပက်ချွဲနဲ့ချွဲစကားတွေတောင်မဆုံးသေးဘူးအဖေကပက်ဆန်ထုတ်ခိုင်းနေပြီကျုပ်မှမယူချင်းယူချင်းနဲ့ပက်ဆန်ရေးပြီးယူပေးရသေးတယ် ပတ်စံပေးပြီးတဲ့အထိကိုလက်ကကြုတ်ကိုရစ်တုံးပဲဗျာပြောပါအောင်ကကိုလက်ကဆရာဝန်မဟုတ်လို့မချစ်တာလားမဟုတ်ပါဘူးဗျာကိုကောင်နဲ့ချင်းထားလို့ကိုကိုပဲချစ်တာပေါ့ဗျကိုလက်ကိုချစ်ရင်နန်းဆိုလို့ကြုတ်မှာသူ့ရဲ့အရက်စီပြန်နေတဲ့မျက်နှာကြီးကိုဘယ်ညာနမ်းမိမှအိမ်ကထွက်ခဲ့ရတယ်ဆိုင်ကယ်စီးရင်နဲ့ဆရာဝန်ကိုကြီးအကြောင်းကခေါင်းနဲ့ရောက်လာတယ်ကိုကြီးစီးကြောင်းစတက်တော့ကြုတ်ကတံတမ်းမဲရှိသေးတယ်ကြုတ်မှတ်မိနေရတော့ လကုံရက်တိုင်းအဖေနဲ့အမေကအကိုကြီးနေတဲ့မန္တလေးကိုသွားပြီးပတ်စံတွေသွားပြီးပို့ကြတယ်။သွားတိုင်းလဲမုံတွေတစ်သီးတွေအများကြီးယူသွားကြတယ်။ကြားရက်ထဲကိုကြီးအိမ်ပြန်လာရင်ကြောက်စဲမျိုးပေါ်သွားပြီးအဝတ်အစားတွေဝယ်ပေးရသေးတယ်။အမေဆုံးပြီးနောက်တစ်နှစ်မှကိုကြီးကပွဲရတယ်။ပွဲလဲရရောမိမတန်းယူသွားတာ။သူ့မိမကစွေကြီးမျိုးကြီးတွေကမှတိုက်ခန်းတခန်းနဲ့ရွှေသစင်စာလက်ဖွဲ့ရမယ်ဆိုလို့အဖေအမျက်တနိုးတင်ထားတဲ့အမေလက်ဝတ်ရတနာတွေထုတ်ရောင်းခဲ့ရတာ။ အိညာကဧကန်းကအမေပုံကိုကြည့်ပြီးအဖေမျက်ရည်တွေကျနေတာကျုပ်ဖြင့်ခုထီမျက်လုံးတွေကမထွက်ဘူးကိုကြီးကမိမရကလေးကမန္တလေးပြောင်းသွားတာအခုတော့မရိယာမြို့နယ်စေယုံမှာလက်ထောက်ဆရာဝန်လက်ထောက်ဆရာဝန်ဖြစ်တော့တစ်နှစ်တစ်ခါနှစ်ခါလောက်တော့ဘဏ်ကနေငွေလွှဲပေးပါရဲ့အဖေကိုตาချွေးနေစာနဲ့လှမ်းကြော့တာလို့ဖုန်းဆက်ပြီးပြောတတ်သေးတယ်ရီတော့ရီရတယ်ဗျကိုကြီးပို့ပေးတဲ့ပတ်စံကသူ့ចောင်းတက်တုံးကအိမ်ကပို့ရတဲ့တလစာတောင်မရှိဘူး ကိုကြီးဆရာဝန်ဖြစ်တာအဖေအတွက်ဘာကျမ်းမာရေးစောက်ရှောက်မှုမှမရဘူးအဖေမှာဆရာဝန်သားတယောက်ရှိတယ်ဆိုတော့ဂုံပဲရှိတယ်အဖေနဲ့ကျုပ်တို့အမျိုးတွေဖြားနာလို့ကတော့ဘေးရွာကစေကန်းကိုပြေးရတယ်ဗျို့သွေးမကြခဏတိုးတဲ့အဖေအတွက်တော့စေကန်းကဆရာဝန်နဲ့ဘောဓာတွေကိုဖြစ်လို့အရင်ဘက်ကကိုကြီးအိမ်ခဏပြန်လာတော့အဖေကိုသွေးပောင်တိုင်းပေးပြီးအငန်တွေမစားပါနဲ့လို့တားပြောထားတာကိုအဖေကနားမထောင်ဘူးအခုသွေးကတက်နေပြန်ပြီညီလေးမင်းကငါမှားထားတယ်လေ အဖေကိုငပိငှချောင်းငမ်းများရေးပါတာတွေမကြွေးနဲ့လို့အမလီအဖေကသူ့သားကြီးအဲ့လိုပြောတာကိုကျေနပ်နေတာဗျကျုပ်ကတော့လွန်ခဲ့တဲ့6လကကိစ္စနဲ့ပတ်သက်ပြီးကိုကြီးကိုစိတ်နာနေတာအဲ့ဒီကအဖေရုတ်တရက်ဘိုက်နာပြီးအန်နေဘေးဝါကဆရာဝန်သွားပြတော့အဖျားလဲရှိတယ်ဦးတက်ရောင်တဲ့လက္ခဏာတွေလည်းတွေ့တယ်ဆိုပြီးမြို့နယ်စည်းုံတန်းသွားခိုင်းတယ်ကိုကြီးစီဖုန်းဆက်တော့ စေယုံအုပ်ကြီးကမန္တလေးကိုမီတင်သွားနေတာစေယုံကိစ္စတွေအကိုကိုလွှဲခဲ့လို့ပြန်လာလို့မရသေးဘူးညီလေးကြောက်စဲကအပြင်စေယုံတခုခုတင်လိုက်ကွာကိုကြီးခွင့်ရတာနဲ့လာခဲ့မယ်ကိုကြီးကဘန်ကနေငွေနှစ်သိန်းလွှဲပေးတယ်ကျုပ်ဗျာစိတ်တူလိုက်တာငွေနှစ်သိန်းဆိုတာအဖေလိုစံဆက်စီဆက်ပိုင်ရှင်တောင်သူကြီးအဖို့သူ့မျိုးတွေကိုပေးတဲ့မုံဖို့တောင်မရှိပါဘူးကိုကြီးဆရာဝန်ဖြစ်ဖို့အဖေဘလောက်တောင်ထောက်ပံ့ခဲ့ရလဲဗျာ အဖေအတွက်ဒီချိန်မှာနှွေးထွေးတဲ့မြစ်တာနဲ့ဂယုဆိုင်မှုသာအလိုအပ်ဆုံးမို့လားခွဲစိတ်ခန်းဝင်ကန်ဤသူ့သားဆရာဝန်မျက်နာကိုမြင်ချင်းရှာမပေါ့သူ့သားဆရာဝန်ကသူ့လက်ကင်ပြီးပြောတဲ့အားပေးစကားတွေကြားရှင်ချာမပေါ့ဒီချိန်မှာကျုပ်တို့ထက်သူ့သားဆရာဝန်ကိုပို့ပြီးအားကိုးချင်းရှာမှာပေါ့ကိုကြီးမလာအားဘူးလို့အဖေကိုပြောထားတာတောင် အဖေကသူ့သားကြီးလာအောင်မယ်ထင်ပြီးတမျော်မျော်ဖြစ်လို့ အမဆရာမကလည်းသူ့เจ้าကိုမြို့နယ်ပညာရေးမူလာမှာမို့အဖေစီလိုက်မလာနိုင်ခဲ့ဘူး။ကျုံနဲ့ကိုလက်ပဲဟိုပြေးရဒီပြေးရနဲ့ဖက်ဖက်ကိုမောလို့အဖေစည်းုံကဆင်းပြီး၃ရက်လောက်ကြာတော့ကိုကြီးကသူ့မိန်းမနဲ့အတူရောက်လာကြတယ်။အဖေဘိုက်ကအနာကျက်နေပြီဖြစ်တဲ့ချုပ်ရိုးเจ้าကိုစမ်းသက်ပြီးအဖေအလေးပင်တွေမမရဘူးနော်။ဝမ်းချုပ်ခံလို့လည်းမဖြစ်ဘူး။ချောင်းဆိုးလာရင်လည်းတားစီဖုံးဆက်ချုပ်ရိုးကွဲသွားမှာဆိုလို့ အဖေကတော့ခေါင်းတငိမ့်ငိမ့်နဲ့သဘောတွေကြလို့ကိုကြီးမိမက တူ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 နဲ့ကိုကြီးကိုဘာကက်ပြောလိုက်လဲမသိဘူးကိုကြီးကကားနောက်ခန်းထဲကချင်းနှောင်းကြီးတည်လာတယ်ချင်းနှောင်းထဲမှာဖြော်ရည်တွေမုံတွေနဲ့အားစေးတွေအင်းစုစုပေါင်း4000ဖိုးလောက်တော့ရှိမပေါ့ကိုကြီးကကြော့လဲပြီးရော အဖေတားတို့ပြန်အောင်မယ်ကလေးတွေကိုចောင်းသွားကြိုရအောင်မှာတားကလည်းစေးုံမှာဂျူတီရှိသေးတယ် အဖေချွေးမကလည်းသူ့ရွှေဆိုင်ကိုဝင်ထန်းတွေနဲ့ထားခဲ့ရလို့စိတ်မချဖြစ်နေတာကိုကြီးတို့ကအိမ်မှာဖင်ပူအောင်မထိုင်ရသေးပဲပြန်ဖို့ပြင်ဆင်ကြတယ်။အော်မိတော့မလို့အဖေမကြီးကလေပေါ်ဆဲမွေးဆန်ကိုမကြိုက်ဘူးပရိသာမကြိုက်တာအဖေသားကလည်းနနက်စာကိုပဲစီဆန်းရင်မစားဘူးရွာကနှမ်းစီစစ်စစ်ပဲကြိုက်တယ်တဲ့အဲ့ဒါသမီးကိုဆန်နဲ့စီရောင်းလိုက်ပါအောင်အဖေလားဗျာသူ့ချွေးမစီကပတ်စံယူမှာ သူ့ချွေးမှစကားမဆုံးသေးဘူးအိမ်ကအလုတ်သမားတွေကိုစံအိတ်အထက်လိုက်နဲ့စီပုံးတွေကိုကားပေါ်တင်ခိုင်းနေပြီပြန်ကန်ဒီကိုကြီးကကြုတ်ကိုမုံမိုးပေးတယ်ဗျမုံမိုးကစံအိတ်တဝက်ဖိုးကိုမရှိဘူးဆိုင်ငယ်မောင်းရင်တွေးနေတဲ့အတွေ့တွေကတငယ်ချင်းအိမ်ရောက်မှရက်တန့်သွားတော့တယ်တငယ်ချင်းအိမ်မှာလဲစိတ်မချမ်းသာရပါဘူးဗျသူ့မိသားစုမပြေလည်တဲ့အကြောင်းတွေပဲနားထောင်နေရတယ်အာနာဘီသူ့စီကရမယ့်အကျွေးတော်မတောင်းမဲအိမ်ပြန်လာခဲ့ရတယ် ဖေကိုအားနာပါတယ်။တမီလည်းမတက်တာလို့အကူညီတောင်းရတာပါ။အိမ်ပေါ့ဝရှိသည်ဟိုဘက်ရွာကအเจ้าဆရာမအမအတန်ကိုကြားရတယ်။သူကဘေးရွာမှာတာဝန်ကြတာ။အဲ့ဒီကရွာသားနဲ့ပဲအိမ်ထောင်ကြပြီးကလေး၃ယောက်ရနေပြီ။တမီရဲ့တားအဖတွေပဲအဖေကူညီရမှာပေါ့။တမီးကမသွားစီချင်ပါဘူးအဖေရဲ့သူကအဆက်အသွယ်လေးရှိတော့စီးပွားရှာကျင်နေဆိုလို့ အင်းလေမလေးမှာသာပြဿနာတွေတက်နေကြတာကိုရီးယားမှာအေးချမ်းပါတယ်အဖေကဖုန်ကြီးကြောင်းထွက်တာပြောတာရေဒီယိုအမြဲနှားထောင်တော့ခင်နဲ့အဆက်အသွယ်မပြတ်ဘူးအဖေတမက်စီးပွားရှာနေတာကသူ့ကလေးတွေကြီးလာရင်လူကြားတဲ့မျက်နှာမငယ်အောင်လို့တဲ့အင်းမိဘမေတ္တာပေါ်သမီးရဲ့အခုသမီးယောက်ျားသွားဖို့ငွေဘလောက်လိုလို့လဲသူကကုမ္ပဏီအဆက်အသွယ်နဲ့သွားမှာဖေ30သွင်းရမယ်တဲ့သမီးမလောလောဆယ်9သိန်းပဲရှိတာ အမီးဆွဲကြိုးနဲ့လက်ကောက်တွေအဖေ့စီအပေါင်ထားပြီး15သိန်းလောက်လိုချင်လို့လူတွေကြားမှာသားသမီးတွေမျက်နှာငယ်မှာကိုတေမတက်ကြောက်တဲ့အဖေကအမရဲ့ရွှေတွေကိုယူမထားဘူးဆိုတာကြောက်သိနေတယ်လို့အမလည်းသိနေမှသိကြပါဗါးအမကတော့စံမဲဟိုတလောကအမသားငယ်ကောင်သွေးလွန်တုတ်ကွေးဖြစ်ပြီးစေယုံတက်ရတော့အဖေ့စီလာချေးသွားတဲ့9သိန်းတောင်မဆက်ရသေးပဲနဲ့နောက်ထပ်လာချေးနေသေးတယ်တကားပေါင်နာရက်နေတဲ့ကြောက်ကိုအမမြင်သွားတယ်ဟေ့မောင်လေးလာအောင် မင်းကိုကကိုရီးယားကိုလှုပ်သွားလုံးမလို့တဲ့အဲ့ဒါအဖေနဲ့လာတိုင်မယ်နာမောင်လေးကခစ်လူငယ်ဆိုတော့သွားတဲ့မသွားတဲ့အကြံပေးရောကျုပ်လေးအဲ့ဒီနားတဲ့လဲသေးလိုက်လို့ကိုအော်ပြစ်ချင်တာသွားဖို့အားလုံးစင်စင်မိသားကိုမသွားနဲ့လို့တားကြည့်ပါလားကျုပ်ကိုထဆဲမှမြင်အောင်သေးတယ်ဒုံဒုံဖောင်းကျုပ်အခန်းထဲကအတန်တွေကြားလို့အခန်းစီပြေးရတယ်။ကျုပ်အခန်းထဲမှာကျုပ်ရဲ့ ချစ်လေးတလတခါကျုပ်ကိုချစ်သက်လက်ဆောင်ပေးထားတဲ့အယုတ်တွေနဲ့ပစ္စည်းတွေကနာကိမုံတိုင်းဝင်ထားတဲ့အတိုင်းပဲအမသား၃ယောက်စို့နေကြတာမြောက်လောင်းတွေရှုပ်ပွားနေတဲ့ကျုပ်ခန်းကိုကြည့်ပြီးစိတ်ကအဝစီထီထိုးကြသွားတယ်။ចောင်းဖွင့်ရက်ကိုမြ мян ရောက်ချင်တာပဲသိတော့တယ်။ချစ်သူနဲ့တွေ့ရတော့မယ်ဆိုတဲ့အတွေးနဲ့တင်ကျုပ်ရင်နဲ့ချမ်းမြေလိုက်တာဗျာ။ကျုပ်ရွာနဲ့ချစ်လေးနေတဲ့အဆောင်ကဆိုင်ကယ်နဲ့ဆိုနိုင်ဝက်မောင်းရတယ်။ ဆိုင်ကယ်စီးနေကြလမ်းတွေကပန်းမွေရာခင်းထားသလိုခန်းစားရတယ်။ကြောက်စဲမျိုးဝင်လမ်းဘေးမှာ ပုံသွင်းထားတဲ့စင်နကောင်ကကျုပ်ကိုကပြနေသလိုပဲဗျာ။ကျုပ်မျက်လုံးနဲ့မြင်မြင်သမျှကလှပနေတယ်။အဆောင်ရှိကထွက်ဆောင်နေတဲ့ချစ်လေးကိုခေါ်ပြီးကြောက်မသွားခင်မနှက်စာအတူသွားစားကြတယ်။ချစ်လေးကကျုပ်လိုပဲကြောက်စဲတက်ကတူမှာဓာတုဗေဒအထူးပြုနဲ့ကြောင်းတက်နေတဲ့တတိယနှစ်ကျောင်းသူဒီဘက်ကျောင်းပေးရမှာသူ့မိဘကိုကျုပ်တို့နှစ်ယောက်အနာဂတ်အတွက်အရေးတကြီးတိုင်ပင်စရာရှိလို့ ပြင်းမနာမျိုးကိုပြန်သွားတာကျုံနဲ့ချစ်လေးကဒီလကုံဆောင်းမွေးဝဲဖြေပြီးကြောင်းမိကြပြီဗျချစ်ချစ်မိဘတွေကဘာတဲ့လဲရှမ်းခေါက်ဆွဲစားရင်စီရီပေနေတဲ့ချစ်လေးနှုတ်ခမ်းကိုတစ်ရှူးနဲ့တယူဒီယာတုပ်ပေးရင်ကျုပ်တိကျနေတဲ့အဖြေအတွက်မေးခွန်းမေးလိုက်တယ်ကိုရဲဒါရှိနေမှာတော့သဘောမတူပဲနေမလားချစ်လေးကလက်နှချောင်းထောင်ပြီးသူ့ဘိုက်ကို ထိုးပြမှကျုပ်ရင်ထဲကအလုံးကြီးကျသွားတော့တယ် ဒါပေမဲ့ကိုအင်းပြောလေးချစ်ချစ်လေးအမဝမ်းဝဲမင်္ဂလာဆောင်တော့ငါဟိုဘက်ကကားတစီးနဲ့တင်းတရာတင်တောင်းနေအခုချစ်လေးကိုလဲအဲ့ဒီကိစ္စစိတ်ချစမ်းမှချစ်ရအဖေကသားသမီးတွေတဲ့ကိုကိုအချစ်ဆုံးကွမင်းညာကပဲကျုံနဲ့ချစ်လေးကိစ္စအဖေကိုဖွင့်ပြောဖြစ်တယ်ချစ်လေးကိုတောင်းပေးဖို့ကိစ္စအပြင်ချစ်လေးကတူးတီးသောသမီးမို့သမီးဘတွေနဲ့မခွဲနိုင်လို့လက်ထပ်ပြီးတာနဲ့ကျုပ်ကချစ်လေးအိမ်မှာလိုက်နေရမှာရဲ့ ပြင်မနာစည်းထဲမှာအထဲဆိုင်ဖွင့်ချင်တာပါတိုင်ပင်ဖြစ်တယ်။ပြင်မနာမျိုးမှာလိုက်နေမယ်ပြောတော့အဖေမျက်နှာမကောင်းဘူး။အဖေကဖြစ်နိုင်ရင်အိမ်မှာပဲနေစေချင်တယ်ကွာလို့ပြောတယ်။ကျုပ်လည်းအဖေနဲ့ဘယ်ခွဲချင်မှမလဲဗျာ။စိတ်မကောင်းတော့ဖြစ်တာပေါ့။ဒါပေမဲ့အဖေဆန္ဒထက်ကျုပ်ရင်သွေးလေးလွယ်ထားတဲ့ချစ်လေးဆန္ဒပြေဝဖို့ကကျုပ်အတွက်ပိုပြီးအရေးကြီးတယ်မို့လား။ကျုပ်ကအငဲဆုံးဆိုတော့ဖေးရင်ဝင်နေခေါင်းနှာခါမငွေ့ရပါဘူးအဖေကကျုပ်စိတ်ချမ်းသာအောင်လိုက်လျောပေးမှကျုပ်တည်နေတယ် တစ်တာတွေကလဲရမြေပိုင်ဆိုင်ကြောင်းစာချုပ်တချို့တဝက်ထုတ်ပြီးတွေ့တွေ့ကြီးစိုက်ကြည့်နေတဲ့အဖေကိုဒီမနေ့ကျုပ်အိမ်ကထွက်မလာခင်မြင်ခဲ့တယ်လေဗျာမဟေဒီမဂ္ဂဇင်းအော်တိုဘာလ2014ဟုတ်ကဲ့ပါရှင်ဆီယာဟမ်ဆိုင်စီမန်းရဲ့ဒီပုတ်ထဲကပဲစီလေးတွေဆိုတဲ့ဝတ္ထုတို့လေးရတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီရှင်နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်ကျမ်းမာပေးကင်းကြပါစေ thank you